ဒီကနေ့ဒီဇင်ဘာလ17ရက်နေ့မှာရရှိထားတဲ့ထူးခြားသတင်းတွေအကြောင်းကိုပြောပြပေးဖို့အတွက်သတင်းရယူတင်ဆက်ပေးနေတဲ့ DV ရဲ့သတင်းတောက် Comoris ကို DV Studio ကနေတိုက်ရိုက်ဆက်သွယ်မိမြန်သွားပါမယ်။မင်္ဂလာပါ Comoris ရေ။ဟုတ်ကဲ့။ဟုတ်ကဲ့ဒီကနေ့ဒီဇင်ဘာလ17ရက်နေ့မှာသတင်းတွေလာရင်လည်းအရင်ဆုံးပြောပြပေးခြင်းနဲ့ထူးခြားသတင်းလေးတွေကိုပြောပြပေးပါအောင်ရှင်။ဟုတ်ကဲ့ပါ။မနေ့ကဒီဇင်ဘာ10ရက်နေ့မှာကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာလူဝဲချက်တင်တဲ့တုတ်ပြန်ရေးအစီအစဉ်လို့ခေါ်တဲ့ HNRP ကနေပြီးတော့ဒီလာမယ့်2026ခုနှစ်မှာ ီမြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ကုညီရေးအစားဒီလက်နက်ကင်ပဏိပခတွေနဲ့ငလင်တန်တင့်ထားတဲ့ဒေတာတွေကိုပဲတီးတက်ဦးစားပေးကုညီပေးဖို့စီစဉ်ထားတယ်ဆိုပြီးထုတ်ပြန်ခဲ့ပါတယ်ဆိုဒီလာမယ့်2026မှာအရေးပေါ်ကူညီလိုအပ်နေတဲ့မြန်မာနိုင်ငံလူကြီး1.6တန်းအတွက်အမေရိကန်ဒေါ်လာ250တန်းကူညီမယ်လို့ HR sorry ပါ Asian RP ကပြောထားပါတယ်ဆိုတော့လက်နက်ကင်ဒီပခတွေနဲ့ဒီငလင်တန်တစ်ဒေတာနှစ်ခုကိုပေါင်းလိုက်မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံကမြို့နယ်ပေါင်း၃ပုံ၂ပုံအထိရှိနေတဲ့အတွက်ဒီဖြစ်ရကြီးနှစ်ခုတက်ရောက်တဲ့နေရာတွေဦးစားပေးမှာဖြစ်တယ်ဆိုပြီးတော့ဒီဆက်ရက်နေမှာထုတ်ပြန်ထားတဲ့ထောက်ပြချက်မှာဖော်ပြထားပါတယ်ဆိုတော့မြန်မာနိုင်ငံကဒီကမ္ဘာအဆိုးရွားဆုံးအချက်တဲတွေဖြစ်နေတဲ့နိုင်ငံတွေထဲကတနိုင်ငံဖြစ်နေပေမဲ့ ီလူသားချင်းစာနာမှုဆိုင်ရာရန်ပုံငွေရရှိမှုအနည်းဆုံးနိုင်ငံဖြစ်တယ်ဆိုပြီးတော့လေသူတို့ပြောထားတယ်။နောက်အေရှန်အာပီကဒီလာမယ့်နှစ်မြန်မာနိုင်ငံရဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရတဲ့အတွက်အဲအစားတောက်ဖူလုံရေးမဟာဗျူဟာတွေကိုဆက်လက်ဆောင်ရွက်နေပြီးတော့အရေးပေါ်လိုအပ်တဲ့သူတွေကိုအလွန်များအကူအညီပေးလဲပါဝင်ပါတယ်။ဆိုတော့နောက်တစ်ခုဒီမှာဗာနောက်ဆုံးမှာသူတွေထုတ်ပြန်ကြမှာဗာထပ်ပြောထားလဲဆိုတော့ဒီမြန်မာဟာတဲ့လူသားချင်းစာနာမှုအကူအညီလိုအပ်မှုရဲ့နောက်ဆက်တွဲအကျိုးဆက်အဖြစ်ဒီ2026ခုနှစ်ထဲမှာခံမှန်းကျင်8.5တန်းဟာအစားမစာမလုံလောက်မှုတွေနဲ့ကြုံတွေ့ရမယ်ဆိုပြီးကုလားကခံမှန်းထားပါတယ်ခင်ဗျ ဟုတ်ကဲ့ပါရှင့်ဟိုနောက်ထပ်နောက်ဆုံးရသတင်းတွေအနေနဲ့ရောဘာတွေပြောပြဖို့ရှိအောင်မလဲရှင့်ဟုတ်ကဲ့ဒီအနာသိန်းစစ်တပ်ကဒီဇင်ဘာလ10ရက်နေ့မှာ online လိန်လည်မှုလုပ်ငန်းကြားဖြန့်တဲ့ online လောင်းကစားမှုများတိုက်ဖြတ်ရေးကြီးကြပ်မှုဗဟိုကော်မတီကိုစစ်ကော်မရှင်ဘက်ကဖွဲ့စည်းလိုက်တယ်ဆိုပြီးသတင်းထုတ်ပြန်လိုက်ပါတယ်ဆိုတော့သူဖွဲ့စည်းလိုက်တဲ့အထဲမှာဘယ်သူတွေပါလဲဆိုတော့ ြည်ထရေးဝန်ကြီးဌာနဥက္ကဋ္ဌပါမယ်နောက်နိုင်ငံခြားရေးဝန်ကြီးကဒုတိယဥက္ကဋ္ဌ၁နောက်လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးကဒုတိယဥက္ကဋ္ဌ၂ပါမယ်နောက်ပြည်ထရေးဝန်ကြီးဌာနကဒုတိယဝန်ကြီးကအတွင်းရေးမှူးတာဝန်နဲ့ဖွဲ့စည်းထားတယ်ဆိုပြီးဖော်ပြထားပါတယ်ဆိုတော့ကြားဖြန့်နှိမ်နှင်းအတွက်ဒီပြည်တွင်းအင်အားစုတွေအပြင်ပြည်ပနိုင်ငံအစိုးရတွေနဲ့လည်းညှိနှောင်းဆောင်ရွက်ဖို့အတွက်ဒီ online လိမ်လည်မှုနဲ့ online လမ်းကစားမှုတိုက်ဖြတ်ရေးကြီးကြပ်မှုပုံစံကလေးကိုဖွဲ့စည်းထားတာဖြစ်တယ်ဆိုပြီးသူတို့ထုတ်ပြန်ကြမှာတော့ပြောထားတာပေါ့လေဒါပေမဲ့ဒီစစ်ကောင်စီဘက်ကအခုလိုမျိုးမဖွဲ့စည်းခင်ပေါ့လေ ကြားဖြတ်လုပ်ငန်းတွေလုံအားကြားဖြတ်လုပ်ငန်းအားပေးနေတဲ့နိုင်ငံစည်ရင်းကိုအမေရိကန်ဆိုရကထုတ်ပြန်ဖို့တိုက်တွန်းထားတဲ့အချက်ပါတဲ့ဒီကြားဖြတ်စခန်းများအတွက်တာဝန်ခံမှုရှိစေရေးစုပေါင်းနှုတ်ရှားမှုအဥပဒေမူကြမ်းကိုဒီဇင်ဘာ၈ရက်နေ့ကအမေရိကန်လွှတ်တော် အမေရိကန်အထက်လွှတ်တော်စီးနေမှာကောက်ကွက်သူရှိအတီးပြုတ်လိုက်ပါတယ်ဆိုတော့အဲ့လိုအတီးပြုတ်ပြီးတော့မှစစ်ကော်မရှင်ဘက်ကအခုလိုဖွဲ့စည်းလိုက်တာလည်းဖြစ်တာဗောလေဆိုတော့ဒီဒီဇင်ဘာ3ရက်နေ့တုန်းကလည်းဒီနိုင်ငံသားငွေလိမ်ကမ်းများဖြုတ်ခွဲအုပ်ပဒေကိုအမေရိကန်အောက်အလွှတ်တော်နိုင်ငံသားရဲ့ကော်မတီကအတီးပြုတ်ထားပြီးမကြာခင်မှာအလွှတ်တော်တရားလုံးအတီးပြုတ်သွားဖို့ရှိနေတယ်ဆိုတော့ကြားပြန်နိုင်ငံရေးနဲ့ပတ်သက်ပြီးအမေရိကန်အစိုးရလွှတ်တော်နဲ့အဓိကပါတီနှစ်ခုလုံးကသဘောထားတိုက်ဆိုင်နေတယ်လို့ပြောလို့ရပါတယ်ဟုတ်ကဲ့ပါရှင့်အခုလိုပြောပြပေးရတော့ကိုမော်ရစ်ကိုကျေးဇူးများကြီးတင်ပါတယ်ရှင့်ဟုတ်ကဲ့ပါ အခုဆက်လက်ပြီး DV ရဲ့နောက်ဆုံးရသတင်းတွေကိုထုတ်လွှင့်ပေးအောင်ပါ။